မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တိုက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့37ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်လေရုရေသွေးကမနေ့ပိုင်းမှာနှိမ်ကျပေမဲ့လေလေပိုင်းနေမှာပြန်လဲပြီးတော့မှကောင်းမွန်ပါတယ်တနေ့တာလုံးတွေတိမ်တင်းတင်းကနေတိမ်ထူတတ်နိုင်ပြီးမနက်ပိုင်းနဲ့မိုးလဲပိုင်းတွေမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ် မြင့်ဆုံးပူချိန်ကတော့38ဒီဂရီဖြစ်ပါတယ်။နေ့စဉ်ဝပြုချင်းလင်းပြဇွန်လ9ရက်စနေနေ့2025တိန်အုပ်ရာကိုတောင်းတတော်သူအဓိကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်း9ဖတ်ရင်ချင်းချက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး3ခန်းငယ်တိမ9တိန်အုပ်ရာကိုတောင်းတတော်သူသည်ကောင်းသောအမှုရာကိုတောင်းတသည်ဟူသောစကားသည်မှန်သောစကားဖြစ်၏ ထိုကြောင့်ပင်အုပ်သည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်တော်သူမယားတယောက်တည်းရှိတော်သူအမာတတိရှိတော်သူအိမ်ဒီစောင့်တော်သူတယောက်ပတ်စွာကျင့်တော်သူဧည့်သည်ဝတ်ကိုပြုတတ်တော်သူဆုံးမဩဝါဒပေးတတ်တော်သူ ဖြစ်ရမည်သပြည့်ရင်နေပြောင်းဝေးခြင်းသူတစ်ပါးကိုရိုက်ပုတ်ခြင်းမစင်ကြဲသောစီးပွားကိုတတ်မဲ့ခြင်းမရှိစိတ်ဖြင်းညင်တော်သူရံမတွေ့တတ်တော်သူ ငွေကိုမတက်မဲ့သောသူဖြစ်ရမည်မိမိအိမ်ကိုကောင်းမွန်စွာအုပ်ဆိုး၍တမာတတိရှိသည်နှင့်မိမိသားသမီးကိုဆုံးမနိုင်သောသူဖြစ်ရမည်မိမိအိမ်ကိုမအုပ်ဆိုးတတ်လျင်ဘုရားသခင်၏အသင်းတော်ကိုဘယ်သို့ပြုစုလိမ့်မည်နည်းမာနနှင့်ရစ်မှုလျက်မာန၏အပြစ်ရောက်မည်ဟုဆိုရင်းစရာရှိ၍ဘာသာဝင်လူသည့်မဖြစ်ရကဲ့ရဲ့ပြစ်တင်ခြင်း မာနဖမ်းမိခြင်းနှင့်ကင်းလွတ်မည်ကြောင်း ပြင်ပလူတို့တွင်အသေးရှိသောသူဖြစ်ရမည်။ယေရမိနဂတိကျမ်းခန်းကြီး၃ခန်းငယ်15ငါသည် နှစ်သက်သောသူတို့ကိုတင်အုပ်အရာ၌ခန့်ထား၍သူတို့သည်ဉာဏ်ပညာနှင့်ပြည့်စုံလျက်တင်တို့ကိုအုပ်ကြလိမ့်မည်။ရှင်ဘောတို့သည်ဒီနေရာမှာတော့တင်အုပ်အရာနှင့်ပတ်သက်တဲ့အရာတွေကိုတွင်တင်ညွှန်ကြားတာဖြစ်တဲ့ဒီညွှန်ကြားချက်တွေကတိမောသေတယောက်တည်းကိုဆိုလိုတာမဟုတ်ဘဲနဲ့ သူအနေနဲ့ရဲမှရှိတဲ့တင်းဥရာသူကိုစက်ခံကြတဲ့သူတွေအတွက်လိုအပ်တဲ့အရေးချင်းတွေကိုပေါ်ပြထားခြင်းလို့နားလည်ရပါတယ်။ဒီနေရာမှာဆရာယူဒတ်တန်ရဲ့မြန်မာဘာသာပြန်ရာတင်းဥလို့ပေါ်ပြတော်လဲပဲမူလဂရိကျမ်းစာမှာတော့ bishop ဆိုတဲ့စကလုံးဘုန်းတော်ကြီးဆိုတဲ့ရာထူးကိုပေါ်ပြထားခဲ့ပါတယ်။ဓမ္မသစ်ကျမ်းမှာ bishop ဆိုတဲ့ဂရိစကလုံးဟာစောင့်ကြည့်တဲ့သူ ကြီးကြပ်ရေမှုသူ overseer တစ်ယောက်ဖြစ်ပါတယ်။ ူတို့ဟာအသင်းတော်မှာခေါင်းဆောင်မှုနဲ့အခွင့်အာဏာရှိတဲ့သူတွေဖြစ်တဲ့နိုင်ငံတော်မှာဘယင်ရှိပြီးတော့မှအသင်းတော်မှာဘီရှော့ရှိပြီးတော့မှတူကတော့နိုင်ငံရဲ့ဥပဒေများနဲ့အညီအုပ်ချုပ်ရပြီးတော့မှတခြားတူကတော့ဘုရားသခင်နှုတ်ကပတ်တော်နဲ့ညီအသင်းတော်တွေကိုအုပ်ချုပ်ရပါတယ်။တမန်တော်ဝုဒ္ဓခန်းကြီး20ခန်းငယ်16မှာတော့မျိုးတစ်မျိုးမှာအသင်းတော်တစ်ခုရှိပြီးတော့မှ ကြီးကျက်တဲ့သူတွေဖြစ်တဲ့ဘီရှော့တွေအမြောက်များရှိတယ်။သူတို့တွေဒီ မြို့အနက်မှာရှိတဲ့ house chat ဆိုတဲ့အိမ်သင်းတော်တွေကိုကြီးကြပ်ကုတ်ခဲ့တဲ့သူတွေဖြစ်တယ်။အဲတော့ bishop ဆိုတဲ့အဓိပ္ပာယ်ဟာဖုန်းတော်ကြီးဖြစ်ပြီးတော့မှအသင်းတော်တစ်ခုတောင်မှမဟုတ်အသင်းတော်များကိုကြီးကြပ်ကုတ်ခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။အဲ့လူကိုတစ်ခါတည်းမှာသင်းဦးစရာတိုးရင်လို့လည်းခေါ်ဝေါ်ထားတဲ့ဆိုတော့ကိုတွေ့ရပါတယ်။ဒီနေရာမှာတော့ရှင်ဘောလူသည်သင်းဦးဆိုတဲ့အရာဟာဝိပုကိုကိုယ်ခြင်းတွေကိုဥဆောင်နေသူဖြစ်ပြီးတော့မှအသင်းတော်ရဲ့ကိစ္စတွေကိုတာဝန်ယူဆောင်ရရတဲ့ ဝိညာဉ်ရေးရာခေါင်းဆောင်တယောက်ဖြစ်ပြီးတော့မှ သူ့ရဲ့လိုအပ်ချက်တွေကိုဆက်လက်ပြီးဖော်ပြထားခဲ့ပါတယ်။ပြီးတော့သင်းအုပ်ရာကို တောင်းတတဲ့သူဟာကောင်းတဲ့အရာကိုတောင်းတတာဖြစ်တယ်။ပြီးတော့တိမောသေအနေနဲ့သင်းအုပ်ရာကိုတောင်းတတဲ့သူဝိညာဉ်ရေးရာမှာဥဆောင်ခြင်းတဲ့သူတွေကိုကြိုဆိုရမယ်လက်ခံရမယ်ပြုစုပြောထောင်ဖို့ရန်တာဝန်ရှိတယ်။ဒီနည်းအားဖြင့်သူကိုခေါင်းဆောင်တို့ရဲ့ခေါင်းဆောင်ဖြစ်အောင်ရှင်ဘောလူမွေးထုတ်ပေးနေတဲ့အနေအထားမှလည်းတွေ့ရပါတယ်။ ဒီနေရာမှာကောင်းသောຢာကို တောင်းတတော်သူသည်ကောင်းသောအမှုຢာဖြစ်တဲ့ကောင်းသောလုပ်ပင်ပန်းခက်ခဲတဲ့လုပ်ကိုတောင်းတတဲ့သူဖြစ်ရမယ်။ຢာရူးကိုတောင်းတတာတဲ့အလုတ်ကန်ကိုတောင်းတပြီးတော့မှလုံချင်ကန်ခြင်းနဲ့စိတ်ရှိတဲ့ဝိညာဉ်ရေးရာမှာဥဆောင်နိုင်တဲ့သူတွေဖြစ်ရမယ်။အမှုတော်မြတ်ဆိုတာသည်လူပြင်းတွေရဲ့အလုံမဟုတ်ဘူးတကယ်ကို ပြင်းပြင်းထန်ထန်နဲ့ကြိုးစားလုပ်ကင်တဲ့သူတွေအတွက်ຢာသခင်ခက်အပ်ထားခြင်းဖြစ်တဲ့ ဆက်လက်ပြီးတင်းတော်ခေါင်းဆောင်ဖြစ်တဲ့တင်းဦးတယောက်ရဲ့ရှိရမယ့်ရည်သွေးတွေကတော့ပြစ်တင်ခြင်းခွင့်နဲ့ကင်းလို့ရမယ်။သူ့ရဲ့လူမှုရေးကျင်းဝတ်တွေသည်ပြစ်တင်ခြင်းနဲ့ကင်းလို့ရမှာဖြစ်တယ်လို့သူ့ရဲ့အမှုတော်ဆောင်ခြင်း၊လှုပ်ချင်းကင်ခြင်းမှလည်းမလှုပ်တတ်မကင်တတ်မဟုတ်ပဲနဲ့အပြစ်တင်ခြင်းနဲ့ကင်းလို့အောင်သူဟာကျွမ်းကျင်တဲ့သူဖြစ်ရမယ်။တနည်းမယားအများရှိတဲ့သူမဟုတ်ပဲနဲ့တယောက်တည်းပဲရှိရမယ်။ဆက်လက်ပြီးတင်းအုပ်ဆိုရာသည်တမာတတိရှိတဲ့သူအိမ်ဒီစောင်းတဲ့သူ တင့်တယ်လျက်ပတ်ပြီးကောင်းတဲ့အကျင့်ကိုကျင့်နေသူဧည့်သည်ဘုကို ပြုတတ်တဲ့သူသုံးမဩဝါဒပေးတတ်တဲ့သူဖြစ်ရမယ်။သူရဲ့နှလုံးသားထဲမှာနှုတ်ကပတ်တော်နဲ့ပြည့်နေပြီးတော့မှ သူတစ်ပါးတွေကိုနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှကျွေးမွေးပြုစုသွန်သင်ဆုံးမနိုင်ရမယ်။ဆက်လက်ပြီးမလုံရမယ့်အရာတွေကတော့သပြည့်ရင်နဲ့ပျော်မွေးတာသူတစ်ပါးကိုရိုက်ပုတ်တာ မစင်ကြဲတဲ့စီးပွားတွေကိုတတ်မြတ်တာမဖြစ်ဘဲနဲ့စိတ်ဖြည့်ညင်းတဲ့သူရံမတွေ့တတ်တဲ့သူ ငွေကိုမတက်မဲ့တော်သူဖြစ်ရမယ်။ကိုယ်အိမ်ဆောင်နဲ့ကိုမိသားစုကို ကောင်းမွန်စွာအုပ်စိုးနိုင်တဲ့သူဖြစ်ရမယ်။ကိုယ့်ရဲ့တမာတတိတိုင်းကိုယ့်ရဲ့သားသမီးတွေမိသားစုတွေကိုအုပ်စိုးနိုင်ရမယ်။ကိုယ့်အိမ်ကိုမှမအုပ်စိုးနိုင်ရင်ဘုရားသခင်အတင်းတော်ကိုအုပ်စိုးနိုင်ဖို့ခက်ခဲလိမ့်မယ်။ကြောင်းလဲကစားဘာသာဝင်လူတစ်မဖြစ်ရဘူး။နောက်ပြီးတော့ကိုယ့်အတင်းတော်ရဲ့သားမကပြင်ပသူတွေတက်တာမှလည်း ဂုံတည်ရှိတဲ့သူအပြစ်တင်ခြင်းနဲ့ကင်းလွတ်တဲ့သူ ဖြစ်ရမယ်ဆိုတာကို ရှင်ဘောလူတိုက်တွန်းထားပါတယ်ဆက်လက်စုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည့်တွယ်ကိုရော့ကိုယေရှုတင်ပါတယ်ဒီမနေ့ခင်မှာလူထရှင်သင်လာတဲ့သူတွေအားလုံးကိုခန္ဓာစိတ်ဝိညာဉ်ရှင်လန်းချမ်းမာရသောခွင့်ကို ပေးတနာတော်မူပါပြုံစေခင်တယောက်ကုသလည်းရှိတဲ့သူတွေအိမ်မှာကုသလည်းရှိတဲ့သူတွေ ပရရှင်ထောင်သွေးခြင်းကြခံတဲ့သူတွေထဲမှာမာမကျန်းဖြစ်တဲ့သူတွေကိုစံမာရတဲ့ခွင့်ပေးတနာတော်မူပါလက်တော်တို့အနံပါれစစ်ဘေးရှောင်တဲ့အားလုံးကိုရရှင်ကြည့်ရှုကြွားတော်မူပါအိမ်ယာတွေကိုဆွန့်ပစ်ပြီးတော့မှအသက်လူပြမပြေးနေရတဲ့သူတွေကိုကိုရရှင်ကွယ်ကာပေးပါပြင်ဆင်ပေးပါ လုံခြုံတဲ့နေရာတွေရောက်ရှိစေပါစိတ်ဓာတ်ရတွေမရရှိစေဖို့ကြောက်ရွံ့ကြွနေကင်းဝေးပြီးတော့မှ ိန်သက်ခြင်းဖြင့်သူတို့နှလုံးသားကိုအုပ်ဆိုးစေတော်မူပါမြို့ထဲမှာတောထဲမှာအသီးသီးစစ်ပေးဆောင်တဲ့သူတွေအားလုံးကိုရရှင်ကြီးရှုခွဲကကောင်းချီးပေးသနာရမူပါဒီစစ်မဲ့ဘေးတဲ့နေလဲပကြခင်ချုပ်ငင်းပြည်မှနိုင်ငံကြီးသည်တရားမျှတသောလွတ်လပ်သောငြိမ်းချမ်းသောတာယာသောနိုင်ငံကြီးဖြစ်စေဖို့ကိုရရှင်သူပြင်ဆင်စီစဉ် ကောင်းကြီးပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှပြုလျက် ုတောင်းကြပါရစေပါဗျာအာမင်